ဟုတ်မင်းသားရတငယ်ချင်းတွေမွေးကနန်းတစ်ဖိုင်ဒီဗီဒီယိုဖိုင်လေးမှာမွေးကနန်းတစ်ဖိုင်တင်ပေးလိုက်ပါလေနောက်ဒီ24ချိန်မှာနှစ်ထိတ်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 နော်အဲ့ဒီနှစ်ကိုနော်ဆိုကြည့်ဦးမယ်နော် ဟုတ်အဲ့ဒီနှစ်ကိုယူမယ်ပေါ့နော်အဲ့ဒီနှစ်24ချိန်မှာနှစ်ထိတ်၄ကပ်ပေါ့အဲ့ဒီနှစ်ထိတ်ကြတဲ့နှစ်ထဲမှာပေါ့နော်ဒီ3ချိန်5ချိန်9ချိန်မှာပေါ့နော်3ချိန်5ချိန်9ချိန်မှာဒီပရိတ်လေးပရိတ်6 ပြိသုံးဒီတော့ဒီချိန်ကြာလဲခုနှစ်ခေတ်မှာပေါ့နော်ပြိရှိပြိခွန်ပြိရှိဒီတော့နှစ်ချိန်ကြာလဲခုနှစ်ခေတ်မှာပြိရှိပြိခွန်ပြိရှိဒီတော့နှစ်ချိန်ကြာလဲခုနှစ်ခေတ်မှာပြိခွန်ပြိလေးပြိနှစ်ဒီတော့ပေါ့နော်အဲ့ဒီတော့လေကျွန်တော်တို့ယူမယ်နော် တပရိသုံးမြေပေါင်းလာ၃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 နှစ်သုံးတွဲ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 ပေါ့နော်အဲ့လိုယူပြီးတော့ဒီနှစ်ထိပ်ကြတဲ့ခုနှစ်ထဲမှာ15ကျင်18ကျင်19ကျင်ပါနော်ဒီပရိတ်1ပရိတ်8ပရိတ်6ဒီ9ပရိတ်1 ပရိတ်သုံးပရိတ်ကိုဒီလေငါလေပရိတ်ရှိပရိတ်ရှိပရိတ်ခွန်ဒီသုံးငါလေသုံးပရိတ်တပရိတ်လေးပရိတ်ခွန်ဒီနှစ်ငါလေသုံးနှစ်ပေါ့နော်အဲ့ဒီငါလေသုံးနှစ်ကိုကျတော့ကျတော့ဒီငါရဲ့ပါဝါကိုတုံညာလို့ယူမယ်နော်ဒီတုံညာကိုယူမယ်ငါရဲ့ပါဝါတုံညာလို့ယူဒီလေးရဲ့ပါဝါကျတော့ကိုလို့ယူမယ် ငါးလေးပြီးတော့၃ပေါ့၃ရပါပါကြတော့ကျွန်တော်တို့က၈လို့ယူမယ်နော်ငါးလေး၃နှစ်နှစ်ရပါပါကြတော့ခွန်လို့ယူမယ်ပေါ့နော်ငါးလေး၃နှစ်ကို၅ရပါပါ၃ညလို့ယူမယ်၄ရပါပါ၉လို့ယူမယ်၃ရပါပါ၈လို့ယူမယ်နှစ်ရပါပါခွန်လို့ယူမယ်နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီနှစ်၂၄ချိန်မှာနှစ်ထိပ်ကြတဲ့နှစ်တီပေါ့နော်ဒီနှစ်တီ ဒီနှစ်ဒီဒီနှစ်ဒီနှစ်ဒီလုံးပိုင်းနဲ့တို့ဒီ3ညင်5ညင်9ညင်မှာပြိတ်သုံးရပေါင်းလက်တည်းရ3ပြိတ်သုံးရပေါင်းလက်3ပြိတ်သုံးရပေါင်းလက်3ပြိတ်သုံးရပေါင်းလက်3ဘောနော်အဲ့လိုယူပြီးတော့ခုနကကျွန်တော်ရိုက်တယ်ပြိတ်သုံးရပေါင်း5 4 3 2ညကြတော့သူပါဝါနဲ့ယူမှာနော်9ရပါဝါ3ည4ရပါဝါ9 3ရပါဝါ8 နှစ်ရပါပါခွန်နဲ့အဲဆိုကျွန်တော်တို့ထိုးရမယ်မွေကနန်းကနှစ်3တယ်နော်နှစ်3တုံညဆိုတဲ့ကနန်းဟုတ်ခွက်လားသူ့ရဲ့ဒီနှစ်ထည့်ရဲ့နောင်နဲ့မနော်နှစ်3တုံညဆိုတဲ့ကနန်းထွက်ပါလေအဲဆိုဒုတိယကနှစ်ထည့်မှာရောနှစ်ရဲ့3ရဲ့9ရဲ့ဆိုတော့ဒီနှစ်3 9ဆိုတဲ့ကနန်းနော်ဒီမှာနော်နှစ်ထည့်ရဲ့သူနောက်နေမှာနှစ်3 9ဆိုတဲ့ကနေထွက်တာပဲเนาะ ုတ်တတိယနှစ်ထိပ်မှာနှစ်ရဲ့၃ရဲ့ရှိရဲ့နှစ်၃ရှိဆိုတဲ့ကဏ္ဍဒီနှစ်ထိပ်ရဲ့နောက်နှစ်မှာနော်နှစ်၃ရှိဆိုတဲ့ကဏ္ဍထွက်တာပါပဲနော်အဲ့ဆိုကျွန်တော်တို့ကဒီစရုပ်ထားမြောင်နှစ်ထိပ်မှာကျတော့နှစ်ရဲ့၃ရဲ့ခွန်ရဲ့ပေါ့နော်ဟုတ်နှစ်ရဲ့၃ရဲ့ခွန်ရဲ့ဆိုတော့ဒါဒီနှစ်၃ခွန်ပတ်လေပေါ့နော်နှစ်၃ခွန်ပတ်လေကျွန်တော်တို့ကမွေးရမှာပါ လက်သုံးခုပတ်လည်ကိုအဓိကထားပြီးမွေးပေါ့နော်အဲအဲ့လိုမဟုတ်ဘဲနဲ့အဲ့လိုမဟုတ်ဘဲနဲ့ပေါ့နော်ဒီပရိလေးပရိ6ပရိ3ဒီ3ပေါ့နော်အဲ့ဒီ3ဒီ3ခါနဲ့ပေါ့နော်အဲ့ဒီ3ဒီ3ခါနဲ့ဒီ24ချိန်နှစ်ထိပ်ဒီဂွားနှစ်နဲ့ဆိုရင်တော့ဒါ3ခါနဲ့ဂွားနှစ်ပေါ့နော်အဲ့လိုတစ်မျိုးယူကြည့် ဒုတိယကမှာလည်းပဲဒီ၅ကြိမ်၇ကြိမ်၉ကြိမ်ကကျွန်တော်တို့ဒီပြိတ်တုံးမှုရပေါင်းလာ၃ဒီ၃ခါနဲ့ပေါ့နော်၃ခါနဲ့အဲ၃ခါနဲ့၃ခါနဲ့၃ခါနဲ့ခွာနဲ့နော်ဒီလို3ခါနဲ့ခွာနဲ့ဒီမှာနော်3ခါနဲ့3ခါနဲ့ ဒီနှစ်ထိပ်စီဒီခွားနှစ်မနော်သုံးခါနဲ့ခွားနှစ်တတရားကနှစ်ထိပ်မှာလည်းဒီပရိရှိပရိခွန်ပရိရှိပရိသုံးမှုရဲ့ပေါင်းလိုက်သုံးဒီသုံးခါနဲ့ပဲနော်သုံးခါနဲ့ပဲသုံးခါနဲ့နော်ဒီ24ကျင်ကနှစ်ထိပ်ဒီခွားနှစ်နဲ့သုံးခါနဲ့ခွားနှစ်နော်အဲ့ဆိုကျွန်တော်တို့ကဒီမှာ24ကျင်နှစ်ထိပ် ပရိကွန်ပရိလေပရိနှစ်ပရိသုံးပြီးတော့ပေါင်လာ3ကလည်းကြာသွားပြီเนาะအဲ့ဆို3ခါနဲ့ဟင်ဒီမှာ3ခါနဲ့3ခါနဲ့ကိုဒီ24ကြိမ်နှစ်ထိပ်ဒီခွားနှစ်နဲ့3ခါနဲ့ခွားနှစ်เนาะမကနလုံးဝကောင်းပါလေเนาะအဲလွန်လေးနဲ့ပြောမယ်24ကြိမ်မှာနှစ်ထိပ်လို့ကြာတယ်เนาะ ဲ့နှစ်ထိပ်ရဲ့နောင်နဲ့မသုံးခါနဲ့ခွာနှစ်ကြတယ်24ချိန်မှာနှစ်ထိပ်လို့ကြတယ်အဲ့ဒီရဲ့နောင်နဲ့မသုံးခါနဲ့ခွာနှစ်ကြတယ်24ချိန်မှာနှစ်ထိပ်လို့ကြတယ်အဲ့ဒီရဲ့နောင်နဲ့မသုံးခါနဲ့ခွာနှစ်ကြတယ်24ချိန်မှာနှစ်ထိပ်လို့ကြတယ်သူ့ရဲ့ဒီနောင်နဲ့ဒီနှစ်မှာမို့နော်သုံးခါနဲ့ခွာနှစ်မွေးရမယ်အဲ့ဒီမှာကျွန်တော်ကရွေးတဲ့တာကဒါ2303နှစ် အဲ့ဒါကတတ်တတ်မနော်အသုံးခါနဲ့ခွားနှစ်ကတတ်တတ်အဲတိုင်ကွက်တောင်လူတောင်ဝါးရည်နော်နှစ်30နဲ့3ည3နှစ်ည3နှစ်နှစ်30နော်10ကွက်အဲ့မှာကြည့်လိုက်နော်ပထမကတ်မှာဒီနှစ်30ထွက်တာ နော်ဆံမလုံးကမနည်း30ထွက်တာဒီ30ကိုထည့်ရပဲထွက်ရမှာနော်ဒုတိယဒီနှစ်ထိတ်ကြတော့ဒီ438ထွက်တာ438ထွက်တာနော်ဒီ30ကိုထည့်ရပဲတတိယနှစ်ထိတ်ကြတော့ကျွန်တော်တို့ကဒီမှာအဲ131ထွက်တာ131ထွက်တာကျွန်တော်တို့ဒီခုစုထားမြောက်နှစ်ထိတ်မှာပေါ့နော် ဒါသုံးခါနဲ့ခွာနဲ့စေကွယ်သေးရတဲတကွယ်ထွက်ရမယ်ပေါ့နော်တဲတကွယ်ထွက်ရမယ်ပေါ့ခုနကကျွန်တော်ရိုက်တာဒီ brake ငါး brake လေး brake သုံး brake နဲ့ပေါ့နော်အဲ့ဒါကတော့ဒီနှစ်သုံးတွဲ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 နဲ့ပေါ့နော်ငါးလေးသုံးနှစ်ကို3968ခွန်ဆိုပြီးပါဝါချိန်ပြီးတော့နော်နှစ်30အာထွက်တယ်နှစ်39အာထွက်တယ်နှစ်38အာထွက်တယ် အခုကျွန်တော်တို့မွေးရမှာနှစ်3ခုအာမို့နော်ဟုတ်ဒီဖိုင်လေးမှာမွေးကနဲဒါဆိုရင်နှစ်ဆိုင်လို့ခေါ်လို့ရမှာမို့နော်3ခါနဲ့ခွာနှစ်ကတလရယ်နှစ်3ခုအာတလရယ်ဟုတ်ကျွန်တော်မင်းတတ်တမွေးကနန်းတင်ပြလိုက်ပါတယ်နော်မမဝင်နေတဲ့တငယ်ချင်းတွေကကျွန်တော်တို့ဒီဖုန်းကိုဆက်သွယ်ပါနော်ဟုတ်ကျွန်တော်မင်းတတ်ပါအောင်မြင်ကြပါစေ